အပြင်မှာတော့အဖေနဲ့မင်းကအရန်ရူတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုနဲ့ကနည်းတော့တိတ်တော့မတူဘူးကိုရွှေထူကအရန်အသက်မကြီးသေးဘူးပေါ့နော်မကြီးသေးဘူးဆိုတော့ကိုအကိုအရွယ်လောက်ပဲရှိသေးတာပေါ့ဒါပေမဲ့ဒီကားထဲမှာအဲကာရက်တာအရာအသက်ကြီးထားတယ်အသက်ကြီးထားပြီးတော့ကိုကလည်း daddy လို့ခေါ်ရတဲ့ခါကျတော့ပထမတစ်ဆင်းနှစ်ဆင်းရိုက်တဲ့အချိန်မှာနည်းနည်းလေးတော့ တမျိုးလေးတော့ဖြစ်တယ်နှစ်ယောက်စလုံးပေါ့နော်တူတင်ဆက်ဆက်လာကျွန်တော်ဆိုအကိုကဟာတဲ့ငါတမီးကအဲ့လောက်ကြီးမယ်လို့မထင်တာအဲ့လိုမျိုးပြောရပေါ့ဟုတ်ကဲ့ဒီကားထဲမှာမဖြူသတိထားမိပြကြရပေါ့နော်အထူးသဖြင့်ပေါ့မမျက်လေးနဲ့နှစ်ယောက်ငိုတဲ့ဆင်းနေမှာဆိုလို့ရှိရင်သဘောကျတယ်ဆိုပြီးတော့ comment လေးလည်းတွေ့ပါတယ် ုတ်ဒါကိုရှေထူးပေါ့နော်မြက်ွယ်ရကားရီကတီဗျူရဲ့အဖေဥခန့်ကိုရဲ့ဇလန်လေးဆိုတော့လာအပေးတာပါအဖေကြောင့်စိတ်တန်ရာရတာများဟိုဓာတ်နဲ့ကုတ်ကုတ်ကိုမှုန်းရတာနဲ့သူများကိုလိုက်ထိုးရတာနဲ့တော်တော်လေးစိတ်တန်ရာပြင်ထန်ခဲ့တဲ့ကောင်မလေးပေါ့နော်ဟုတ်အဲ့ခန်ရိုက်တဲ့ချိန်မှာကုတ်ကိုလီမဲ့ခန်းဆိုလို့ရှိရင်လိုက်တာဒါအစစ်နဲ့ပေါ့နော်ဒါအစစ်နဲ့ရှာမှာဆိုလို့တိတ်တိတ်ကပ်ပြီးတော့လုပ်ရတာတော့နောက်မတဲတဲကိုလိုက်ထိုးတဲ့အခန်းဆိုလို့ရှိရင်လည်း သူကစိတ်ဆိုးရတဲ့အခန်းဆိုတော့အတန်ကုန်ချစ်ပြီးអော်ရတာတွေပါနေဆိုတော့အဲ့ခန်းတွေကတော့ပင်မန်းတဲ့အခန်းလေးပေါ့နော်ဟုတ်အဲ့အချိန်တွေတော့ဆိုလို့ရှိရင်ဒီဇလန်းရိုက်နေတဲ့အချိန်အတော်တွင်တောက်လျှောက်ပေါ့နော်ကိုရွှေထူရောမန်းအီမြတ်သူရောနှစ်ယောက်စလုံးကတိုက်ကွင်းမှာရောဒီရိုက်နေတဲ့အချိန်မှာရောကိုယ်သမီးလေးတယောက်လိုမျိုးနွေနွေထွေထွေဆက်ဆံခဲ့တဲ့အခါကျတော့နောက်ပိုင်းသူတို့နှစ်ယောက်ရံဖြစ်တဲ့အခန်းလို့ ဒီလိုမျိုးအဲဂရောင်စာဖြစ်တဲ့အခန်းတွေမှာဆိုရင်ကိုကိုယ်တိုင်သမီးတယောက်လိုမျိုးခံစားရတယ်ပေါ့ကို့အဖေနဲ့အမေနဲ့အဆင်မပြေဖြစ်တယ်ဆိုရဲခံစားချက်ကိုတကယ်ခံစားရပြီးတော့တကယ်စိတ်သက်ကြရတယ်ပေါ့နော်အဲ့ဒီအခန်းရိုက်နေတဲ့၂ရက်၃ရက်မှာကိုကိုယ်တိုင်လည်းတကယ်စိတ်သက်ကြရမျိုးခံစားရခဲ့ရတယ်ပေါ့ဟုတ်ဒီအခန်းနေနဲ့ပတ်သက်ပြီးတော့တချို့ရင်တွင်းခံစားချက်ပေါ့เนาะတိုက်ဆိုင်နေဆိုတော့ comment လေးလဲတွေးမိတယ်အဲ့လိုမျိုးကြတော့ ဒီနေရာမှာပေါ့ဒီဇာကားထဲမှာမဖြူတယုတ်ဆောင်ရတဲ့ character ကမိဘပေါ့အဖေတယောက်ရဲ့ဒီစီစီကံဖောက်မှုကြောင့်ပေါ့နော်ဒါသာသမီတယောက်ခံစားရတဲ့နေရာကနေပုံဖော်ထားတာဆိုတော့အပြင်မှာလည်းအကယ်၍များဒီလိုအဖြစ်ပြက်မျိုးရှိခဲ့လို့ရှိရင် သားသမီးတွေကအခံစားရဆုံးဖြစ်မယ်လို့ထင်တယ်ပေါ့ဒီကားထဲမှာဆိုရင်ကော်မလေးကဒါဆက်ကြောတက်ပေါ့ဥမာ16 19 20အရွယ်ပေါ့ခလေးငငယ်လေးရတော့မဟုတ်တော့ဘူးဒါပေမဲ့တက်ရွယ်တစ်ခုရှိနေပြီဆိုပေမဲ့လည်းအဖေကအဖေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အဖေနဲ့ပတ်သက်ပြီးတော့ခံစားရတဲ့အချိန်မှာဒီ emotion ကပြင်းထန်တယ်ပေါ့နော်ဒါကိုကြတော့ခံစားဘူးတဲ့သူတွေကပို့ပြီးတော့သိနိုင်မယ်ပို့ပြီးတော့လည်းကိုချင်းစာနိုင်မယ်ပေါ့ comment ထဲမှာဆိုရင်တချို့ကကြတော့ဒီလိုမျိုးကိုတွေးခံစားဘူးတယ် ဒီခန်းကိုပြန်ကြည့်တဲ့အချိန်မှာကိုကိုကိုပြန်မြင်ရတယ်မျက်ရည်ကျရတယ်ဆိုတော့ဟာမျိုးလေးတွေတွေးမှုရပေါ့ဆိုတော့အဲဖြူကိုရိုင်းလဲခန်းစားခဲ့ရပေါ့ရိုက်ပြီးသွားပြီဆိုပေမဲ့ဒီဓာတ်ပုံလေးတွေပြန်ကြည့်တဲ့အခါမှာနောက်ဒီကိုရဲ့ဒီ behind the scenes တွေပြန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်အော်တကယ်ပေါ့နော်ကိုကဒီနေရာကိုခဏလေးပဲဝင်ပြီးခန်းစားရလေခဏလေးဝင်ပြီးခန်းစားတဲ့အခါမှာတော့မှဒီလောက်နှစ်နေအောင်ခန်းစားရတာပေါ့တကယ်အပြစ်မှသာဖြစ်ပျက်ခဲ့တဲ့သူတွေဆိုလို့ရှိရင်လည်း ဒါတော်တော်ခံစားရမှာပဲပေါ့နော်ဒါကိုချင်းလေးစားမိပါတယ်အပြင်မှာတော့အဖေနဲ့မင်းကအရန်ရူတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုနဲ့ကနည်းနည်းတော့တိတ်တော့မတူဘူးဒါပေမဲ့လို့ ဝင်ပြီးတော့တရုတ်ဆောင်ရတဲ့ခါမှာဒီနှစ်ရက်သုံးရက်အတွင်းမှာဒီကောင်မလေးတယောက်ရဲ့ခန်းစားချက်ကိုအစ်စ်အမှန်ရခဲ့ပါတယ်ဟုတ်ဟုတ်ကဲ့ဒီကားထဲမှာမဖြစ်လို့တတိထားမိပြကြရပေါ့နော်အထူးသဖြင့်ပေါ့မမျက်လေးနဲ့နှစ်ယောက်ငိုတဲ့ဆင်းနေမှာဆိုလို့ရှိရင်သဘောကျတယ်ဆိုပြီးတော့ comment လေးလည်းတွေ့ပါတယ်တချို့ကျတော့လည်းအစ်စ်ကလေးမို့လို့တရုတ်ဆောင်လို့သိရဲဆိုတာမျိုးလည်းတွေ့ရပါတယ်မဖြစ်ဘူးဒီထက်ပိုပြီးတော့လည်းစူးစမ်းပါမယ်နောက်ပြီးတော့သဘောကျတယ်ဆိုတဲ့သူတွေအကုန်လုံးကိုလည်းမဖြစ်ချေဆွတင်ပါတယ်လို့ပြောဆိုပါတယ်ပြောရလို့ရှိရင်တော့ကိုရွှေထူးက အရန်အသက်မကြီးသေးဘူးပေါ့နော်မကြီးသေးဘူးဆိုတော့ကိုအကိုအွယ်လောက်ပဲရှိတယ်ပေါ့ဒါပေမဲ့ဒီကားထဲမှာအဲ character အရာအသက်ကြီးထားတယ်အသက်ကြီးထားပြီးတော့ကိုကလည်း daddy လို့ခေါ်ရတဲ့ခါကျတော့ပထမ10 20ရိုက်တဲ့အချိန်မှာနည်းနည်းလေးတော့တမျိုးလေးတော့ဖြစ်တယ်နှစ်ယောက်စလုံးပေါ့နော်ဆက်ဆက် shooting ဆက်ဆက်လာကျွန်တော်အောင်ဆိုအကိုကဟားတယ်ငါတမီးကအဲ့လောက်ကြီးမယ်လို့မထင်ဘူးအဲ့လိုမျိုးပြောရပေါ့အဲနောက်ပိုင်းကျတော့ရိုက်နေရင်းနဲ့ပဲဒါအသားကျသွားပြီးတော့ဒါအဆင်ပြေသွားတာပါဟုတ် အဓိကအချက်ကတော့အရန်အားကြရအရန်အားကြရဆိုတာမတ်တဲရသူ့စင်မပါလဲကိုရှေထူးပါလို့ရှိရင် ရှူတင်ကိုလိုက်လာတယ်လိုက်လာပြီးရင်ဒီထမင်းကျွေးရာတို့ဘာတို့အကုန်လုံးသူကအရန်ဂူကြရတာပေါ့နော်ဆိုတော့ကိုကကြည့်နေရင်းနဲ့အာသဘောကြရတယ်ကိုနကိုရေးချစ်ရတဲ့အစုံတွဲလေးဖြစ်တယ်ဆိုတော့ဒါမဲ့ character ရကိုကပြန်ဝင်ရတော့မယ်ဆိုလို့ရှိရင်ဒါအဖေနဲ့အဖေနဲ့ဖောက်ပြန်တဲ့မိမနဲ့အာဒီမိမကိုမုန်းတယ်ဆိုတဲ့ character ကိုပြန်ပြီးတော့မူသွင်းရတယ်ပေါ့ ကက်ကခဏနားလိုက်မတတရခလေးလေးရေမုတ်လာစားဆိုမုတ်ကြည့်လိုက်နောက်ဆင်းကြတော့ဒီမိမကိုမုန်းတယ်လို့ပြန်ပြောရလိုက်နေဆိုနည်းနည်းတော့နည်းနည်းတော့ခက်ခဲတာပေါ့နော်အဲထမင်းချိုက်လေးလည်းလာတယ်ဒီခါလေးကျရင်မုတ်လေးတွေစားတက်တာလေးအဲ့လိုမျိုးဝယ်လာတယ်အများရန်ဟုတ်အများရန်ခဲတာအများရန်ထိတ်ခဲတာဒီစိတ်နေတော့မင်းရောကြည့်လိုက်တောက်လျှောက်တောက်လျှောက်ကိုစိတ်တရှူတင်မလာနိုင်တဲ့ရက်တွေဆိုလို့ရှိရင်လည်းအများရန်ဖုန်ပြောနေရအဲ့တော့အားကြရတယ်တစ်ဖက်ဖြစ်သွားတယ် ီဘက်ကတစ်ဖက်ကအာအကြလိုက်တာချစ်ဖို့ကောင်းလိုက်တာဆိုရယ်စိတ်ကတစ်ဖက်အာဒီဘက်ကကြတော့ဟာမုံရမယ်ဆိုရယ်စိတ်ကတစ်ဖက်အဲ့လိုမျိုးဒီဟာလေးဖြစ်ခဲ့ကြတယ်ပေါ့နော်မမျက်လေးနဲ့ရတော့ဒီကားမှာအစုံရဆုံးပဲပေါ့နော်အမေနဲ့ဆင်းနေတာပို့ပြီးတော့များတယ်ဆိုတော့ဒီဖြစ်အခုမှတရုတ်ဆောင်အစ်စ်ပဲရှိသေးတာဆိုတော့ဒါတချို့ဟာတွေကိုတိတ်ပြီးတော့ နားမလည်တာလေးရှိရပေါ့နော်မမျက်လေးကအစနေအဆုံးအကုန်လုံးတင်ပေးရဲဒီလိုပြောရမယ်အာဒီလိုလုပ်ရမယ်တမိပါညာပေါ့အကုန်လုံးတင်ပေးပါရဲအစပိုင်းမှာနည်းနည်းလေးအသားမကျခဲ့ပေမဲ့နောက်ပိုင်းကျတော့မမျက်လေးရဲ့ဒီဆွဲခုံမှုကြောင့်ပဲနည်းနည်းဖြည်းဖြည်းနဲ့ပို့ပြီးတော့ငကိုထပ်ပို့ပြီးတော့အသားကျလာခဲ့ရပေါ့နော်